တောင်းတို့ခုထဲမှာလူငယ်တစုဟာတကန်းချနေကြပြီးဂျင်နီဂရင်းတီဆိုတဲ့ရုံလန်းတရေပုံမြင်တစ်ခုကိုပြောနေကြပါတယ်။အဲအချိန်မှာအဖွဲတဲ့ဟာရွေးရည်ညီထရီဘာဆိုတဲ့ကောင်လေးရောက်လာပြီးထိုးလူစုကိုချော်လိုက်လိုက်တာကြောင့်အကုန်လုံးလည်းအလန်တကြားဖြစ်သွားကြပါတယ်။ထရီဘာအရက်တွေမူးနေပြီးတောကျင်တာတွေပြောနေကြအောင်သူ့ရဲ့အကိုရီကအိမ်ဝင်ပြန်မှုပြောနေပါတယ်။အဲအချိန်မှာထရီဘာကတစုံတစ်ခုအမြင်လိုက်ရအောင်အလန်တကြားဖြစ်နေပြီးအကုန်လုံးလည်းထွက်ပြေးဖို့ပြောနေကသူ့ကိုယ်တိုင်လည်းအလန်တကြားနဲ့ထွက်ပြေးသွားပါတယ်။ရီရလေထရီဗာရဲ့ကိစ္စကိုစိတ်ထဲမှာထားဖို့အတွက်သူ့ရဲ့တငယ်ချင်းတို့ပြောနေပြီးခဏကြာမှပဲထရီဗာရဲ့အော်ဒါဝင်ကြလိုက်ရပါတယ် ရေးလေအော်လန်ကြောင့်အသက်သက်ပြေးသွားကြည့်ပြီးတပင်အောင်မှာဘိုင်ဟော်လောင်းနဲ့တင်နေရဲ့ထရီဘောက်ကိုမြင်လိုက်ရပါတယ်။နောက်ရက်မှာတော့ဘလာဒတ်တောင်ရုံးဖြောင်းဖြောင်းနဲ့ဂါဖ်ကထရီဘာတည်ဆုံမှုတိုင်းဆောင်တဲ့နေပြီးဂျင်နီဂရင်းဒီမဲ့ရဲ့လက်ချက်ဆိုတာကိုတီးသွားကမြို့ရဲ့တင်ကြိုင်းမှာမြှောက်ထားရဲဆိုတာကိုလည်းတီးသွားပါတယ်။ညာရောက်တဲ့အခါမှာတော့မွန်ဆိုးရဲ့ထုံးစံဂါဖ်ကတင်ကြိုင်းမှာဂျင်နီဂရင်းမဲ့ရဲ့အလောင်းကိုမီးရှို့ပစ်လိုက်ပြီးဆရာကြီးဂါဖ်ကလက်လက်အမှုတစ်ခုကိုဖြေရှင်းလက်နိုင်ပြီလို့ပြောကအထက်ကြကြနဲ့လက်ထွက်သွားပါတယ်။ တဖက်မှာရေးကလည်းသူ့ရဲ့ညီတေသွားတော်ရဲမှာတနက်တလန်နဲ့ရှောက်ပက်ကြည့်နေပြီးမကြခင်မှာပဲဗမတိရဲ့အရာတခုဟာတိပင်းမော်ကိုသွတ်တင်တာကိုခံလိုက်ရကရေးဆက်တဲ့တတာကိုခံလိုက်ရပါတယ်။ဂါဖ်ကတော့သူ့ရဲ့ဆော်လေးစီကိုဖုံးဆက်နေပြီးသူမတားခင်မှာပြန်လာရမယ့်အကြောင်းပြောနေတော့ရေးရဲ့တရေကိုကြားလိုက်ရအကြောင်းအလုတ်ကမပြီးသေးဘူးဆိုတော့ကြည့်သွားပြီးစိတ်ပြတ်သွားပါတယ်။တဖက်မှာတော့ဒင်းဟာမက်စ်ကိုကန့်စကြောင်းလှမ်းမိနေပြီးမက်စ်ကလည်းဆန်ကိုအဆင်ပြေတာလို့ပြန်မင်းနေပါတယ်။အဲ့ဒီအချိန်မှာဒင်းစီကိုဖုံးဝင်လာပြီးဂက်စီယာဖြစ်နေကကန်ဆက်ကိုအခုချိန်ချင်းလာခဲ့ပါလို့ပြောနေပါတယ်။ ဒီလိုနဲ့ FA Agent ဒိမက်ဆန်လည်းအချိန်ဆွဲမိတော့ပဲဂန်စကိုတစ်ချိန်သွားကြပြီးရေခွေးရောက်လာကြကဂန်ကတော့ FA နာမဟုတ်ပဲတက်ချည်ကြီးဖြစ်နေရာကြောင်းဒိမက်ဆန်လည်းအော်နေကြရပါတယ်။ဆန်ကလည်းညီကိုနှစ်ယောက်စလုံးဟာဓမ္မစံနဲ့တည်သွားပဲလို့ပြောနေပြီးကွန်ပျူတာနဲ့တစ်စင်အချက်လက်တွေကိုရှာဖွေနေကဂန်ကလည်းတူတူတမျှတော့ပြပြနေပါတယ်။အဲ့တော့ဒီမှာ Jenny Green Tree ဆိုတဲ့တယမနာမည်ကြီးနေကြောင်းနဲ့အလောင်းတော်သူမိရှုပ်ပြီးပြီလို့ပြောပြနေကလူတင်မှုတွေဟာဆက်ပြီးဖြစ်နေကြအောင်သူလည်းနားမလည်ဖြစ်နေလို့ပြောပြနေပါတယ် ဒါကြောင့်လက်ရှိမှုဟာတရေဆိုတာထက်အကောင်တကောရဲ့လက်ချက်နဲ့ပုံတူရလို့ပြပြနေပြီ။တက်သွားတဲ့ကောင်ကလည်းခုပြောက်နေရလို့ပြောလိုက်ပါရယ်။ဒီချိန်မှာဆန်ဟာတိုက်စလစ်ပါဆိုတဲ့ဘီယာကုမ္ပဏီကိုကြားမှုတက်လာလို့မင်းနေပြီ။ဒင်းတို့ကမတည်ဘူးလို့ပြောနေရကြောင်းဆန်ကလည်းအဲ့ဘီယာကုမ္ပဏီပိုင်ရှင်ကအခုတည်သွားတဲ့ညီကိုရဲ့အဖေပဲလို့ပြပြလိုက်ပါရယ်။ဂါဖ်ကလည်းနာမည်ကြားလိုက်ရတယ်။တိုင်းလုံးသားကြားလို့ရညာဆိုပြီးဘီယာဆက်ယုံကိုတွားကြမယ်လို့ပြောနေပြီ။ဒကောင်လည်းတို့တော့အကြောင်းဆန်ဟာစိတ်ပြက်နေကဒင်းကတော့အဆင်ပြေတော့မှာပါလို့ပြောနေတာဖြစ်သိမ့်ပြီးနေရပါရယ်။ဒီလိုနဲ့ဒင်းတို့တော့ရောက်လဲဘီယာဆက်ကိုလောလာကြပြီးမာရီချိုတို့ရဲ့အမျိုးသမီးကိုတွေ့လိုက်ရပါရယ်။ မာရီယာဒီဆက်ရုံကိုသူ့အဖေနဲ့ရန်ဒီရိုနှစ်ယောက်ကအတူတူပိုင်လာလို့ပြောပြနေပြီးဒင်းတို့ကလည်းဘယ်ချင်တော့ကလည်းချပိုင်လာလေလို့မင်းတွေကမာရီယာလည်းဒေးဆိုတဲ့သူတေးပြီးကြရလို့ပြောပြလိုက်ပါတယ်။အဲ့ဒီချေယုံငန်းထဲမှာတန်ရှင်းလို့သမားတယောက်ကိုရန်ဒီယာဆုံနေပြီးဂက်ဖ်ကရန်ဒီယုံငန်းထဲကိုခိုးဝင်မလို့နေကဆန်ကလည်းဂက်ဖ်နဲ့တူလိုက်သွားလိုက်ပါတယ်။အထက်ရောက်တာနဲ့ဂက်ဖ်နဲ့ဆန်ကမယ်ရီတို့ရဲ့အဖေမက်ကန်ကိုသူ့ရဲ့သားလေးမှာရန်သူတွေရှိလာပါညာနဲ့ထုံးစံတိုင်းမင်းနေကြပြီးမက်ကန်ကတော့တားနဲ့ဆုံလုံးကိုလောလတ်ဆုံဆုံရအောင်စိတ်ကြကြနေပြီးရန်ဒီယာပဲသူ့ကိုဖြစ်ပြပေးမယ်လို့ပြောလိုက်ပါတယ်။ ဒဲရတော့မာရီနဲ့စကားပြောကြနေခဲ့ပြီးမာရီယာသူ့ဘီရဲ့လုံဖို့ကိုင်ပတ်ဟောင်းဒဲရအကြောင်းပြန်နေပါတယ်။ဆန်တို့ကလည်းရန်ဒီယာရေးနဲ့ထရီဗာအကြောင်းပြပြနေပြီးဆန်ကတော့တခြားလုံဖို့ကိုင်ပတ်တွေရှိသေးလားလို့မေးလိုက်ပေမယ့်ဆန်တို့ကလည်းရန်ဒီယာရေးနဲ့ထရီဗာအကြောင်းပြပြနေပြီးဆန်ဟာတခြားလုံဖို့ကိုင်ပတ်တွေရှိသေးလားလို့မေးနေကရန်ဒီယာလည်းရှိခဲ့ဘူးကြောင့်လည်းလွန်ခဲ့တဲ့အလဲငယ်ရပဲတေးသွားရသူဖြစ်ပြီးအဲ့လူဟာဒဲပဲလို့ပြပြလိုက်ပါတယ်။ဒီချိန်မှာဆန်ဟာစင်မဝတင်တာတွေဂျပန်စာနဲ့တိကျလေးတစ်ခုကိုတွေ့လိုက်ရပြီးဘရန်ဒီယာမကြခင်မှာတိုက်စလက်ပါကုမ္ပဏီကိုချောင်းတော့မဲ့အကြောင်းလေးကိုပဲပြပြနေပါတယ် မကဲဒမီဂီလီယန်ဟာလေမောရဲ့ပြင်းနေပြီးသူ့ရဲ့ခွက်ထဲကိုတော့အရန်နဲ့ငရောလိုက်ခါသူသမီးချက်စကစပွဲပေါ်ကိုတင်ထားလိုက်ပါတယ်။အဲ့အချိန်မှာမကဲကပြောင်းလာတော့လီလီယန်ကတော့ချုံနေပြီးတပ်ကတော့သူ့အမီရဲ့ရက်ထထားတဲ့လေမောခွက်ကိုမှားပြီးတောက်မိသွားပါတယ်။တပ်လည်းခွက်ကိုပယ်ထားလိုက်ပြီးအဖိုးမေသူမကဲနဲ့စကားပြောနေကအိမ်ထဲဝင်လာတဲ့တုံတစ်ခုကိုမြင်လိုက်ရပါတယ်။တပ်လည်းအိမ်ထဲမှာပတ်ချနေပြီးသူ့အမီလီလီယန်ရဲ့အနောက်မှာရှိနေတဲ့တရေမောင်ကိုမြင်လိုက်ရကတရေမောင်ဟာချက်ချင်းပဲလီလီယန်ကိုတပ်ပစ်လိုက်ပါတယ်။ တစ်ဖက်မှာအဒင်းတို့ကတော့မော်တော်တစ်ခုမှရှိနေကြပြီး gap ကသူ့ရဲ့ EMS ဆောက်ကိုပြနေတာဆန်ကတော့ဘီယာကော်မတီရဲ့အဖိုးကြီးရဲ့အကြောင်းကိုလေ့လာနေပါတယ်ဆန်ကဒင်းဆိုတဲ့ဘိုးတော်ကြီးကနာမည်ကြီးဘီယာချက်တဲ့သူပဲလို့ပြပြနေပြီးဒင်းကလည်းဟုတ်လားဒါဆိုရင်တို့ဘီယာကိုမြည်ကြည့်ကြတာပေါ့လို့ပြောကဘော်ဘီရဲ့အချက်ပလင်းလေးကိုဇပွဲပေါ်မှာတင်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာ gap ရဲ့ EMS ဆောက်ကနေအတန်နေမီလာအကြောင်းဒင်းချလိုက်တဲ့အချက်ပလင်းစီရပဲဆိုတော့သိသွားကြပါတယ်ဒင်းရက်ဆန်လည်းတိုက်စလပါဘီယာကိုတောက်နေကြပြီးဘလောက်ကောင်းကျောင်းနေပြောနေကြပေမဲ့ဂက်ကတော့အရသာတော့မခံမဲဒဘလင်းလို့မောချပြစ်လိုက်ပါတယ် ပီယန်နဲ့ဂက်ကမမှုနဲ့ဗျံမရာကြီးပြောနေရကြောင်းဒေးမက်ဆန်လည်းဒမလီလေးနဲ့မူတဲ့ကောင်မဲလို့ပြောနေကြပြီးဆန်ဟာစိတ်ဝင်စားချက်တစ်ခုတွေ့ရဆိုပြီးဒင်းကိုခေါ်လိုက်ပါတယ်ပြရနဲ့ဆန်ဟာဒေးဟာသူမတကယ်နဲ့ပတ်လို့ကလေးဟာကုမ္ပဏီကနေထောက်သွားတယ်လို့ပြပြနေပြီကုမ္ပဏီရောင်းမဲ့ကိစ္စကိုသဘောမတူလို့မက်ကန်တို့ဟာထုတ်ပစ်လိုက်တာနေမယ်လို့ပြပြနေကဒင်းတို့ကလည်းဒါဆိုရင်ဒေးရဲ့ဝိညာဉ်ဟာအညှိုးထားပြီးတော့လိုက်ပြီးတက်နေဖြစ်မယ်လို့ကောက်ထကြလိုက်ကြပါတယ်အဲ့ဒီအချိန်မှာမက်ကန်ရဲ့အိမ်မှာလူတင်မှုဖြစ်တဲ့ဆိုတာကြောင့်ဂက်ကတွားကြည့်ဖို့ပြောနေပြီဆန်ဟာသူဟာဒေးရဲ့မိမစီကိုတွားကြည့်ဦးမယ်လို့ပြောနေကဒင်းတို့တော့ဂက်နဲ့ထည့်ပေးလိုက်ပါတယ် ဒီလိုနဲ့ဒေးမက်ဂက်ဖ်လေမကဲအုံလာကြပြီးဂက်ဖ်ကတိန်လုံးမှာတန်တရားပြည့်စံမရှိတောင်းနဲ့ကလေးမလေးတက်ဖ်ကတော့ဒုက္ခကိုမြင်ခဲ့ရလို့ပြောပြနေကတက်ဖ်နဲ့စကားပြောဖို့အတွက်လူကြီးအစီအစဉ်နဲ့ခွင့်တောင်းလိုက်ပါတယ်။ဂက်ဖ်ကတမီဘာရင်မြင်ခဲ့လေဆိုတော့မင်းနေပြီးဂက်ဖ်ကတော့ဗမာပြန်ဖေးရာကြောင့်ကလေးအကြောင်းအထာနဲ့နေရဲ့ဂက်ဖ်ကခြေရုပ်လေးတစ်ခုကိုပေးလိုက်ကတိကျင်တာတွေကိုမရရအောင်အင်မင်နေပါတယ်။ဒင်းရလေဂက်ဖ်ကတော့ဘာကောအဲ့ဒါကြီးကအလုပ်ဖြစ်မှာမဟုတ်ပါဘူးလို့ပြောနေတဲ့အချိန်မှာပဲတက်ဖ်ကသူမကောင်းဆိုးတာတစ်ခုမြင်လိုက်ရကြောင်းနဲ့သူ့အမိအချက်တွေကိုလည်းမှားပြီးတောက်ခဲ့မိလို့ပြောပြလိုက်ကဆရာကြီးဂက်ဖ်ကတော့အောင်းနိုင်သူအပြုံးနဲ့ဒင်းမက်ကိုလှည့်ပြီးခနဲ့လိုက်ပါတယ်။ တစ်ဖက်မှာတော့ဆန်အားဒေးရမိမနဲ့စကားပြောနေပြီးဒေးရဒီကုမ္ပဏီကိုဘလောက်ချစ်ကြောင်းနဲ့ဘီယာတို့လိုတဲ့ကုမ္ပဏီစီးတွေကိုလည်းသူ့ကိုယ်တိုင်ပဲကဘာပတ်ပြီးတော့ရှာဖွေခဲ့ရတယ်လို့ပြောပြနေကသူ့သွေးသားအရင်လိုချစ်ရတဲ့ကုမ္ပဏီကိုရောင်းဖို့လုပ်ခဲ့ရကြောင်းသူကအယမ်းပဲစိတ်တိခဲ့ရတယ်လို့ပြောပြနေပါတယ်။တလက်စားတဲ့ဒေးရမိမကဒေးမသိခင်တုန်းကမကန်တို့အတွက်သစ္စာနဲ့ထည့်ထားတဲ့စာကင်ပလင်တစ်ခုကိုလက်ဆောင်ပေးခဲ့ဆိုတော့ပြောပြနေပြီးဒေးရအစ်တတာကိုသူ့ကိုယ်တိုင်မထီခိုင်းဘူးလို့ပြောပြနေကဆန်လည်းမကဲရုံနဲ့မှမြင်ခဲ့ရတဲ့ဂျပန်စာနဲ့တတာလေးကိုတတိယသွားပါတယ်။ ဒေနကပ်ကတော့တဲလန်သားတွေနဲ့အမှုကြောင့်ပြန်ပြီးဆွေးနွေးနေကြပြီနောက်ဆုံးမှာတော့ဒီတရေဟာမူမမြင်ရတဲ့ကောင်းဆိုတာကိုတည်သွားကြပါတယ်ဒါကြောင့်အချိန်ဆွဲမနေတော့ဘဲဒင်းဟာဘော်ဘီရဲ့ချက်ပလင်းထွက်တော့လိုက်ပြီးဂတ်ကလည်းအဲ့ဒါဟာဘသူ့ဟာလဲလို့မင်းတွေကဒင်းကလည်းဘော်ဘီစင်းကားရဲ့ဟာဆိုပြီးပြန်ပြောလိုက်ပါတယ်။ဒါကြောင့်ဂတ်ကလည်းအဲ့ဒီချက်ပလင်းစီရနဲ့ EM မိနေကြောင့်ပြန်နေပြီးဒင်းကတော့သူတို့တွေကဘော်ဘီကိုမုံဆိုးရဲ့ညီတိုင်းတချို့ပေးခဲ့တာကြောင့်ဘော်ဘီရဲ့လက်ရှိမှာရင်းနှီးသွားပါပြီလို့ပြောနေကအငင်းပွားနေကြပါတယ်။အဲ့ဒီအချိန်မှာဆန်စီကနေပုံဝင်လာပြီးဒင်းတို့ကိုဘီယန်စိုက်ုပ်စီကိုဦးချစ်ချင်လာခဲ့ဖို့တော့ခေါ်နေပါတယ်။ ရောက်တာနဲ့ဒိမတ်ဆန်ဟာသက်ယုံနေကိုခိုးဝင်မလို့ကြပြီးဂက်ဖ်ကတော့အချိန်မြုံဆောင်ကြည့်ပေးရပါတယ်။တိုင်မင်ဂျာကြီးရဲ့တိုင်မင်ပြီးရနဲ့ဒိမတ်ဆန်လည်းသက်ယုံနေကိုဝင်လာကြပြီးမက်ကဲယုံကန်းနဲ့ကိုတိုင်ဝင်သွားကဆန်ဟာဂျပန်စာတန်းတက်တာလေးကိုယူလိုက်ပါတယ်။အထဲမှာတော့စာကိပလင်းလို့ရှိပြီးတယောက်ကဖောက်ထုတ်ထားရဆိုတော့တီးသွားကဒိန်းဟာစီစီဘီကိုတွေ့လိုက်တာကြောင့်ဆန်အောင်ပြကြည့်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ဒိမတ်ဆန်လည်းလွန်ခဲ့တဲ့၄ရက်ထရီဗာတေးရဲ့ညောင်ကိုပြကြည့်လိုက်ကြပြီးထရီဗာကပလင်းကိုဖွင့်ကြည့်လိုက်ပေမဲ့တခြားဘာမှမတွေ့လိုက်ရအောင်ဆန်လည်းနားမလည်ဖြစ်နေပါတယ်။ ဒါကြောင့်ဒင်းလည်းရုံးခန်းနဲ့အရက်ပင်တစ်ခုကိုဆန်စီထိုးပေးလိုက်ပြီးသူ့ကွက်နဲ့အရက်ပင်တစ်ခုကိုကန်လိုက်တာတခုံပြီးတစ်ခွက်တောက်နေကြပါလေဒီလိုနဲ့အရှင်တက်လာတဲ့အချိန်ကျတော့မှစီစီပြိုပြန်ကြည့်လိုက်ကြပြီး triver နောက်ကိုတိုက်သွားတယ်တရေမောင်ကိုမြင်လိုက်ရတာဒီစကင်ပလင်းနဲ့ပတ်သက်နေရဆိုတာကိုသိသွားပါလေဒီလိုနဲ့ဒင်းဟာအရက်ကိုဆက်ပြီးတောက်နေတဲ့အချိန်မှာပဲ randy ပြောင်းလာပြီး fn ကသူ့မျိုးရုံးခန်းနဲ့ကိုခွင့်ပြီးအရက်ချက်တောက်နေရလားလို့ပြောကရဲတိုက်မို့လို့နေပါလေဒင်းမက်ဆန်ကတော့အကျိုးကြောင့်ရှင်းရဖို့လုပ်နေပြီး randy ကတော့အချိန်ဆွဲမလို့ပဲရဲတိုက်မို့ပဲလုပ်နေတာမကြခင်ပဲဂဲချော်လာပြီး randy ကို listener နဲ့ပြစ်လိုက်ပါလေ ဒါကြောင့်ဒင်းတို့လည်းရသလောက်ကိုမလာပြီးဒင်းမဲဆန်ဟာသူရှိတဲ့ဂျပန်ကောင်လေးကိုတစ္ဆာပေါ်မှာပါတယ်စာရီကိုဖတ်ခိုင်းနေပြီးအထင်းမှာပါတဲ့အရာရှိချိုဆိုတဲ့အရက်တည်းရဲဆိုတာကိုတီးသွားကမော်တယ်စီကိုပြန်လာလိုက်ကြပါတယ်ဒင်းမဲဆန်လည်းမော်တယ်ကိုပြောင်းလာကြပြီးအိစစ်ကနေဂန်ဖ်ကိုပြေးလိုက်ရအကြောင်းရန်ဒီကိုမင်းဘာလို့လိုက်ပြီးလဲလို့မင်းနေပါတယ်ဂန်ဖ်ကလည်းရေချိုးကနေမှထဲထားတယ်ရန်ဒီကိုပြန်လိုက်ပြီးဒင်းကတော့နာမည်ကြီးဘီယာကုမ္ပဏီပိုင်ရှင်တယောက်ကိုအခုလိုမျိုးလှောက်ထားလို့ရှိရင်နောက်ကျလို့ရှိရင်တိုက်ပတ်မှာလို့ပြောနေပါတယ် ဆန်အားတော့ရှီဂျိုနဲ့ပတ်သက်တာတွေကိုရှာလိုက်ပြီးရှီဂျိုရဲ့တမိုင်းကြောင့်နေပြပန်းနေကဒင်းအားတော့ရှီဂျိုဟာဘာကြောင့်လဲရှိလို့မက်ကန်ရဲ့ကလေးတွေကိုလိုက်ပြီးတက်နေရလဲလို့မေးလိုက်ပါတယ်။ဒါကြောင့်ဆန်လည်းဆက်ပြီးတက်လိုက်ပြီးရှီဂျိုကိုတင်းစားသုံးပြီးတော့လူတွေတက်ခန်းလို့ရတဲ့အကြောင်းပြပန်းနေကတိတ်ထိတင်တာတွေကင်လုံတာနဲ့ဆိုရင်တော့တက်လို့ရတဲ့အကြောင်းပြပန်းလိုက်ပါတယ်။ဒါကြောင့်ဒင်းလည်းသူ့ဟာဓာတ်ဟုတ်သွားချမယ်လို့ပြောလိုက်ပြီးဆန်အောင်တော့မက်ကန်ရဲ့တယောက်ထိပ်ပဲကြံတော့တဲ့တမီမာရီစီကိုသွားဖို့ပြောနေကမကြခင်ပဲဂိုင်းဖက်လက်ထဲအိမ်မဆက်ကနေအသက်နေမိလာပါတယ်။ ။ဒင်းဟာမက်ဆေ့ချ်ပြန်လာပြန်နေဆက်ကိုကြိုးပစ်လိုက်တာကြောင့်ဆန်အလည်းဘာဖြစ်နေရလဲလို့မင်းနေပြီ။ဂမ်ကတော့မင်းရဲ့ပေါ်လာကြီးပေါ်ပြီဆိုတာဒီမှာရှိနေလို့ပြပန်းနေခါဒင်းကတော့မရှိပါဘူးဆိုပြီးပိတ်ငင်းနေပါတယ်။ဒါကြောင့်ဆန်ဟာသူ့လေဘော်ဘင်ရှိမရှိကိုဆမ်းမှုကြောင့်လည်းဘာတော့မှမမှုမှမရှိဘူးလို့ပြပန်းနေခါဒင်းဟာကဲဟုတ်ပြီစကားရမများနေတော့လုံးချာရှိရလုံးချမယ်လို့ပြောခါနေအားနေထောက်သွားပါတယ်။ဒီချိန်မှာရေချိုးကန်းရဲ့ရန်ဒီယာပြန်တတိရလာပြီးဘာဖြစ်နေရလဲလို့မင်းနေခါဂက်ကရန်ဒီနဲ့တန်ရှင်းအကောင်လေးကဘလို့ပသက်တာလဲလို့မေးလိုက်ပါတယ်။ ရန်ဒီယာဒီတိုင်းအလုံးသမားနဲ့အလုပ်ရှိမှာပဲဆိုပြီးညင်းနေရကြအောင်ဂန့်ကလည်းသူတတိယချိုးကြတာအကြောင်းတွေ့နေကတန်ရှင်းကောင်လေးရဲ့အမေကရန်ဒီရဲ့အတွေ့အမှုဟောင်းမလားလို့ပြောလိုက်ပါတယ်ဒီစကားကြောင့်ရန်ဒီလည်းတီးတတာမျက်နှာပြတ်သွားပြီးသူ့အမေကသူ့သားကိုတော့မှဒီကိစ္စလေးကိုလွတ်ရခိုင်းတာလို့ပြပြနေကဂန့်ကလည်းတရေမဟာသူ့ကိုလည်းတတ်တော့မှလို့ပြောနေပါတယ်ဒီလိုနဲ့ဂန့်လည်းပြည်စင်ရာရှိရာတွေကိုပြည်စင်နေပြီးရန်ဒီယာတန်ရှင်းကောင်လေးကအခုချိန်မှာညာဆိုင်စင်းနေရလို့ပြောလိုက်တာကြောင့်ဂန့်လည်းဘီယာစိုးစီကိုထွက်လာလိုက်ပါတယ် တင်းရတော့မစီမဆိုင်နေဆူရှီဆန်အကောင်လေးစီကိုသွားပြီးကင်နိုဒါကိုတတိတင်ခိုင်းနေကမကြခင်မဲ့ gas ရန်နေဖုန်းဝင်လာပါတယ် gas ကရန်ဒီစီမှာတတိပုံတားတယောက်ရှိကြောင်းနဲ့ရှီဂျိုဟာလက်ရှိမှာသူ့စီကိုအရင်တော့တလူပြပန်းနေပြီးမူမူနဲ့ပြောချင်တာတွေကိုဆက်ပြောနေရကြောင်းတင်းရမေကူမာလည်းလို့မင်းနေကနေရာကိုတိလက်တာကြောင်းဘီယာဆက်ယူကိုချက်ချင်းမဲ့လိုက်သွားပါတယ် gap ကလည်း randy တတိပုံသားကိုမြင်လိုက်ရပြီးအနောက်မှာပါလာတဲ့ရှီဂျိုတရဲမောင်ကိုမြင်လိုက်ရအောင်ကြောင့် randy ရဲ့သားကိုဆွဲခေါ်ကနေရာနဲ့ထွက်ပြေးဖို့လုပ်ပါတယ်။ဒင်းကလည်းဆန်စီကိုဖုန်းဆက်လိုက်ပြီးအချိုးချောင်းတွေကိုရှင်းပြနေကအခုချက်ချင်းပဲဘီယန်ဆေးကိုချိုလာခဲ့ဖို့အတွက်ခေါ်လိုက်ပါတယ်။ ဂပ်ကတော့ရန်ဒီရဲ့သားကိုဆွဲပြီးထွက်ပြေးနေရကမကြခင်မဲအရှိချိုးဟာအရှိဟလာပြီးဂပ်ကိုတိုက်ခိုက်လိုက်ပါတယ်။ရန်ဒီရဲ့သားကလည်းအဆောက်တော့ဘူးမသိပါမသိရထွက်ပြေးနေပြီမဲဂပ်ကိုတိုက်ခိုက်ခံလိုက်ရအောင်မြင်လိုက်တော့မှအသက်သက်ထွက်ပြေးနေကတနည်းအားမတော့ဆန်အောင်တွေ့လိုက်ရပါတယ်။ဆန်ကဂပ်ပေါ်မှာလည်းလို့မင်းနေပြီးကောင်လေးကလည်းအဲ့လူလာဟိုဘက်မှာမင်းနေပြီလို့ပြောနေကဒီနေရာကနေအလွန်ထွက်ပြေးကြဖို့အတွက်ပြောနေပါတယ်။ခဏကြာမှပဲရှိချိုးလာပြီးဆန်အောင်တိုက်ခိုက်လိုက်ကကောင်လေးကိုပါတခါလေးတက်ဖို့အတွက်လုပ်ပါတယ်။အဲ့ဒီအချိန်မှာဒင်းရောက်လာပြီမဲမမှုသေးကြအောင်ရှီချိုးကိုမမြင်ရပဲစိတ်မန်းနေပဲဓာတ်အောင်ရှောက်ရမိခုန်နေပါတယ် ဒါမဲ့ဒင်းမဲ့ပြတိုက်ခိုင်လိုက်ရပြီဒါကလည်းအဝေးကိုလွင်သွားပြီမဲ့ထူးဆန်းဆန်းနဲ့ဒါကြီးကဒင်းစီကိုလိုလိုပြန်ရောက်လာပါတယ်။အဲ့ဒီမဲ့ဆန်ကသတိပြလာပြီးရှီချိုတရဲမရှိတဲ့နေရာပြပတ်နေကဒင်းကလည်းဆန်ပြောတဲ့နေရာကိုလှမ်းခုတ်ပြီးရှီချိုတရဲမကိုအောင်မီနဲ့ထုတ်တလိုက်နိုင်ပါတယ်။ပြီးရနဲ့ဒင်းကဆန်နဲ့ရန်ဒီရဲ့သားကိုဂတ်ကိုခေါ်ထုတ်သွားခိုင်းလိုက်ပြီးဆရာကြီးခေါ်ကတော့ကိစ္စတွေအားလုံးပြီးတော့မှသတိပြန်လာပါတယ်။အားလုံးအနားမှာမရှိတော့မှဒင်းကဒါကသူ့လိုလိုရှိလာတာကိုသတိထားမိသွားပြီးဘော်ဘီခမက်ဒီမှာရှိရလားလို့ပြောနေပြီးတကူကိုအချိန်မပြဖို့အတွက်ပြောနေကဆန်ကလည်းဒီဖြစ်တဲ့အကုန်လုံးတနေရာအနေချောင်းကြည့်နေပါတယ်။ နောက်ရက်မှာတော့ Gav ကထွက်သွားဖို့လုပ်နေပြီးဒီမက်ဆန်ကိုဖတ်လိုက်ကထုတ်ဆက်လိုက်ပါတယ်။ Gav ထွက်သွားနဲ့ဆန်ဟာဆက်ယုံမာတို့မှာဘာပဲဖြစ်ခဲ့ရလဲလို့မင်းနေပြီးဒင်းရောက်တော့ဘာမှမဖြစ်ပါဘူးလို့ညင်းနေရကြအောင်ဆန်ဟာဒင်းမင်းကောပို့လင်းလင်းပဲပြောပါဆိုပြီးပြောလိုက်ပါတယ်။ဒါကြောင့်ဒင်းရလည်းအဝင်းမှကြာသွားတဲ့ဒါသူ့စီရောလူလူပြောင်းလာကြောင်းနဲ့အချိန်ရက်တွေတော့ကလည်းဘော်ဘီယာသူတို့အတွက်လူဝက်တာတွေကိုရှာပေးနေရလို့ခံစားမိရတယ်ပြပန်းနေပြီးဆန်ကတော့ဒင်းကိုငါတို့တက်မှုထားရတဲ့လူတွေကိုဆုံးရှုံးလိုက်ရအောင်ငါတို့စီတဲ့ကနေထင်းနေရနေမှာပါလို့ပြောနေကအခန်းထဲနေထွက်သွားကြပါတယ် ဒါမဲ့ဒင်းနဲ့ဆံမတိလိုက်တာဟာဘော်ဘီရဲ့ဝိညာဉ်ဟာတကယ်ရှိနေပြီးအခန်းထဲမှာခြံနေခဲ့ပါတယ်။ကားပေါ်ရောက်တော့ဒင်းဟာတကခုတတိယသွားပြီးအခန်းထဲကိုပြန်သွားခါဘော်ဘီရဲ့အချက်ပလင်းလေးကိုတယုတ်တရနဲ့တွားယူလိုက်ပါတယ်။ဒါမဲ့ဘော်ဘီကတော့သူရှိနေကြအောင်လောက်ရဲ့အရင်မပြနေတာတော့မှအခုထိမတိသေးတာကြောင့်ဒင်းမဲ့ဆံကိုခွင်းမသားရေဆိုပြီးဆဲဆိုနေပါတယ်။